ဆွေမျိုးများကတရားရုံးမှမိုင်20ခန့်ဝေးသော သူမ၏မွေးရည်နေဖြစ်သည့်ဘိုမိုးတို့ပြန်ခေါ်လာခဲ့သည်။သူမသည် ထိတ်လန့်တုန်လှုပ်ခဲ့ရ၍အားနည်းနေပြီးထုံးစံအတိုင်းစိတ်ငြိမ်စေတိုက်ထားရသည်။ဂျင်းနဲ့သည်တရားရုံးရှိတွင်စုဝေးနေသော လူအုပ်ကြီးကိုတွေ့တော်လဲဟန်ဆောင်ပန်ဆောင်နှင့်အောင်ဝဲခံလူစိတ်လည်းမရှိ။ဂျူရီတို့စီရင်ချက်တွင်ပါသောကိန်းကနဲများကအောင်ဝဲကိုညွှန်ပြနေတော်လဲ သူမအဖိုးကပင်မလွမ်းနယ်လာတော့ခီးရှည်ကြီးတခုအဆုံးသက်သွားတယ်လို့သာခန်းစားခဲ့ရသည်ခင်မုန်းနဲ့တားဖြစ်သူလဲတေဆုံးခဲ့ရပြီဖြစ်သည် သူမသည် ဖေသူမအေကွဲညီမဖြစ်သူဘတ်တီနှင့်အိုဟောင်းနေပြီဖြစ်သောထရေလာဟုခေါ်သည့်ကားနောက်တွဲယာဉ်ထဲတွင် အတူနေနေသည်ထိုနေရာသည်ဘိုမိုးရှိထင်းရှူတော်ရက်ွက်တွင်ရှိပြီးသူမတို့ကဲ့သို့ နောက်တွဲရင်များဖြင့်နေသူများလည်းအနည်းအနာတွင်ပြန့်ကျဲနေသည်ကာလကြာမြင့်စွာပစ္စလက်ခတ်နေလာခဲ့ကြပြီးလမ်းဒီပင် ကြောက်စိခဲများခင်းထားသည့်လမ်းမျိုးဖြစ်သည်ထိုနောက်တွဲရင်များအနည်းတဝရထားသော ကားများထရက်ကားများသည်လည်းတက်တန်းအားဖြင့်ဆယ်စုနှစ်ကျော်ကျော်ခန့်အိုမင်းနေပြီးအတော်များများဆေးများကွာကပိန်ချိုက်နေပြီဖြစ်သည် သူတို့လို့ နောက်တွဲရင်အောက်ခြေကိုကွန်ကရစ်လောင်းပြီးရာသပ်ပံနေသွားမိအိမ်မျိုး အနှဲငယ်သာရှိပြီးတက်တန်းအဖျင်းနှစ်ပေါင်း90ခန့်ရှိနေသည် ထိုအိမ်များသည်လည်းပြင်ဆင်မွမ်းမံခြင်းမရှိ၍တိတိတသာပင်အိုမင်းဆွေးမြေ့လိုက်လာနေပြီဖြစ်သည်ပုံမိုးတွင် အလောက်ကင်ဟု၍အနှဲငယ်သာရှိသည်ချင်းရှူတော့ရက်ွက်တွင် မရှိသလားဟု ဆိုရမည်ဖြစ်သည်ဧည့်သည်တဦးသည်ဂျင်းနဲ့တို့နေရာလမ်းတလျှောက် လျှောက်လာမိကစိတ်များညင်ညူးနောက်ကြည့်သွားပြီလေမီ။သူမအိမ်မရောက်ခင်ကတည်းကတည်င်းကအရင်ရောက်နေနေပြီဖြစ်၍အိမ်ရှိတွင်လူများစုယုံနေကြသည်။သူမအားအိပ်ရာထဲနာနာနေနေလဲနေရန်စီစဉ်ပေးကြပြီးအိမ်ရှိကန်းတွင်ကြက်ကြက်တဲတဲထိုင်ကအချင်းချင်းတို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 းနှင့်စီရင်ချက်နှင့်ဆက်လျင်းပြီးတယောက်တစ်ပေါက်နှင့်ထင်ရမြင်ရများခံမှန်းပြောဆိုနေကြသည်။ ေါ်လာ50တန်းတောင်ဆိုပါလားဒီတိုင်းဆိုအခြားလူတွေတရားဆွဲထားတာကတော့ဘလို့ဖြစ်လာနိုင်လဲကရင်းကတော့ဒီအရှုပ်ကြီးကိုရှင်းနိုင်ပါဦးမီလားပတ်ဆိုင်ကတော့ဘယ်တော့ရမှာလဲလဲသို့တော့နောက်ဆုံးမေးခွန်းဤအဖြေကိုတတိထားပြီးတူတူတုတ်တုတ်နဲ့ရက်လိုက်ကြသည်အားလုံးကထိုအဖြေကိုပဲသိကျင်နေကြသည်နောက်ထပ်အသိမိတ်ဆွေများထက်ရောက်လာပြန်၍ ထရေလာအပြင်ဘက်ရှိ ခနော်နီခနော်နဲ့ဝရန္တာတို့ပင်ရှန်ထွက်လာသည်။ရောက်လာသူများလဲအနီးအနားရှိခုံများကိုဆွဲယူပြီးမောင်ကြီးပြိုးစအေးတဲ့လွှမ်းမိုးလာသည့်ကြားမှသူတို့လက်ထဲတွင်ပါလာသည့်ရေပလင်းများအေးဘူးများကိုတောက်ရင်းထွေချောင်းများကို ပြောနေကြပြန်သည်။ကာလကြာမြင့်စွာဒုက္ခဒုက္ခမျိုးစုံခံထားကြရ၍လဲသူတို့အတွက်နောက်ဆုံးတွင် အောင်ဝဲတစ်ခုရရှိလာပြီဖြစ်၍ မျက်ရည်ရှက်ရည်ပြောနေကြခြင်းလည်းဖြစ်ပေသည်သူတို့အားလုံးအသွေးထဲအသားထဲကတစားစီမကြံအောင်မုန်းတီးနေကြသည်ကရင်းကုမ္ပဏီကို ပြန်လဲတွန်းလှန်နိုင်ခဲ့ကြသည်ယခုအခါအခြေအနေများက၎င်းတို့ဘက်အေးတာလာနေပြီဖြစ်သည်သူတို့ရင်ဆိုင်ခဲ့ရသည့်များကို ယခုအခါဘုံမိုးပြင်ပတနေရာမှပင် နောက်ဆုံးတွင်အေးဆိုင်လာကြရပြီမဟုတ်ပါလားရှင်နေများအကြောင်း ၎င်းတို့ရှိပြီးထွက်ချက်ပေးခဲ့ရပုံများပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီအစိတ်ကိုလေးလာတွေ့ရှိချက်အစီရင်ခံစာများဘူမိဗေဒအစီရင်ခံစာများအကြောင်းပြောကြပြန်သည်သူတို့အားလုံးပညာတတ်များမဟုတ်ကြတော့လဲအစိတ်အတောင်များလာရောက်ဆွန့်ပြစ်မှုမြင်အောင်ရည်ညံ့မှုနှင့်ကင်စာများအဆုလိုက်အပြုံလိုက်ဖြစ်ပွားလာမှုများနှင့်ပတ်သက်သည့်ဝေါ်ဟာရများကိုတော့နှမ်းဆက်ကြသူများဖြစ်သည်ဂျင်းနက်ကတော့ အမောင်ချထားသောသူ့အိမ်ခန်းထဲတွင် အိတ်မပြောနိုင်ပဲအပြင်မှခက်အုပ်အုပ်ပြောနေတဲ့များကို နားဆင်နေမိသည်။သူမကိုသူမလည်းလုံခြုံစိတ်ချရပြီဟု ယူဆနေသည်။အပြင်တွင်ရှိနေသူများကမိတ်ဆွေများမိသားစုနှင့်ဘဝတူဒုက္ခရောက်ခဲ့သူများသာဖြစ်သည်။ထို့အတွက်လည်းအချင်းချင်းကြောချင်းကပ်ညီချင်းအပ်ရှိခဲ့ကြခြင်းလည်းဖြစ်သည်။ထို့အတွက်သူမအနေဖြင့် စီရင်ချက်အတိုင်းငွေရလာမည်ဆိုက သူတို့အားလည်းဝေးငှပေးသွားမည်သာဖြစ်သည်။သူမသည်မှောင်မဲနေသောအခန်းနှင်းနှက်ချက်ကိုစိုက်ကြည့်နေရင်းကစိတ်ထဲတွင်ထွက်ပေါ်လာသောစီရင်ချက်ကြောင့်ထူးထူးကဲကဲအားရကျင်တဲ့ခြင်းမျိုးဖြစ်မလာခဲ့သည်ကိုသတိထားမိနေသည်။ထိုအစားကာလကြာမြင့်စွာဒုက္ခခံခဲ့ရသည့်တရားခွင်ကြီး အဆုံးသက်သွား၍စိတ်လက်ပေါ်ပါသွားခြင်းမျိုးသာရှိသည်။ဖြစ်နိုင်ရင်တပတ်လောက် မထာတဲ့အိပ်ပစ်လိုက်ခြင်းဖြင့်အိယာမနိုးလျင် လောကတည်ကြီးတွင် သူမ၏မိသားစုလေးအရင်လိုတိုက်တိုက်ဝုန်းဝုန်းပျော်ပျော်ရွှင်ရွှင်ကြမ်းကြမ်းမာမာနှင့်ရှိနေသည်ကိုတွေ့ကျင်နေမိသည် သူမသည်စီရင်ချက်ကိုစကြားရစဉ်ကလေးကရလာသည့်စုကျေးနှင့်ဘာရီဝယ်လို့ရမည်နည်းဟု သူမကိုသူမပြန်မေးနေမိသည်ပထမဆုံးကဝယ်ယူရမည်ကဂုံတိတ်ခါတွင်ဖြစ်သည် နေဖို့အတွက် ်လူယိုသည်ရှင်ယိုသည်ရှိမိနေရာနှင့်တိတ်ခါရှိမိအလုံမျိုးကိုရှာရမည်ဒီမျိုးတွင်တော့မဟုတ် အခြားတနေရာရာတွင်ဖြစ်သည်ဘိုမိုးနှင့်ကာရီစင်စုအရက်လိုညဉ့်ညမ်းနေသည့်မြင်များချောင်းများရှိရာနှင့်ဝေးဝေးသို့ရွှေ့ရမည်သာဖြစ်သည် ဝေးဝေးလန်လန်တော့ပြောင်းဖို့စိတ်မကူးချစ်သူခင်သူများနှင့်မလန်းမကန်းတွင်ရှိမိနေရာမျိုးကိုရွှေ့ရမည်တနန့်ရှင်းရှင်းနှင့်အနံ့အသက်ကင်းကင်းနှင့် ဖျားချင်းနာချင်းမရှိမီရေမျိုးရနိုင်မီအိမ်အစ်စ်တွင်ဘဝတစ်ကိုစရန်စိတ်ကူးရင်ခဲ့ဘူးသည် အပြင်မှကာတကာပိတ်တံကိုကြားလိုက်ရ၍နောက်ထပ်ကာတစီရောက်လာမှန်းသိလိုက်သည်မိတ်ဆွေအပေါင်းအသင်းများကိုကျေးဇူးတင်နေမိသည်ခေါင်းလေးပါလေးဖီးပြီးထွက်နှုတ်ဆက်တင်နေဟုထင်မိ၍သူမအိယာနှင့်ကပ်နေသောရေချိုးကန်ချင်းချင်းလေးတဲ့သို့ဝင်ပြီးမိဖွင့်လိုက်သည် လက်ဆေးကျွေစလုံးရှိဘုံမိုင်ကောင်းကိုဖွင့်ပြီးရေချိုးကန်ဤဘာမော်တွင် ထိုင်ချလိုက်သည်ဖြူလွတ်လွတ်ရေများစွန့်ထင်းပေကျနေသောကျွေတုစလုံးထဲသို့စီးကျလာနေသည်ကိုစိုက်ကြည့်နေမိသည်ထိုထိုသောရေများသည် လူအနစ်ချင်းများကို လောင်းချရန်မှလွဲ၍အခြားဘာမှသုံးဖို့မသင့်တော့ထိုရေများကို ပို့လွှတ်ပေးနေသောပန်များထားရှိရာနေရာကို ဘိုမိုးမြို့မြူနစ်စပယ်ကပိုင်သည်၎င်းတို့ပိုးလွတ်နေသောရေများကိုတောက်သုံးခြင်းမပြုရန်နှင့်တားမြစ်လာကြရသည်ပြီးခဲ့သည့်သုံးနှစ်မှစ၍မြို့ကောင်စီမှလူလူအားထိုရေများကိုအင်သာရေဆွဲချရန်အတွက်သာသုံးဖို့ဆုံးဖြတ်ချက်ချထားခဲ့ပြီဖြစ်သည် အများသောရေအိမ်များတွင်ရေကိုတောက်သုံးခြင်းမပြုရအမေအယမြို့ကောင်စီဟုတတိပေးထားသောဆိုင်းပုံများခြေဆွဲထားခဲ့ကြသည် တန်ရှင်းသည့်ရေများကိုဟတ်တီဘတ်မှထရက်ကားကြီးများဖြင့်တည်ယူပေးခဲ့သည်ဘိုမိုးရှိ မိုဘိုင်းအိမ်များပါမကျန်းအိမ်တိုင်းလိုလိုငါးကာလန်စီနှင့်ရေပေးဆက်တလုံးစီရရှိထားသည် ပတ်စံတက်နိုင်သူများကဂါလန်တရာဆန့်ရေလောင်ကန်များ နောက်ဖေးဝရန္ဒာအနီးခြေတန်းရှိထောက်တန်းများဖြင့်အကြအနာစောက်ထားကြသည်ထို့ထက်တက်နိုင်သည့်အိမ်များကခေါင်မိုးတွင်မိုးရေကန်ရေတိုင်ကြီးများများ တက်ဆင်ထားကြသည်ဘိုးမိုးတွင်ရေသည်နေ့စဉ်လိုပြဿနာဖြစ်နေသည်ရေရဖို့ကမရေရမသေးချာမရေရသည့်အနေအထားဖြစ်နေသောကြောင့်ဤတစ်ခွက်တိုင်းကို ချင်း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 နှင့်ချွေချွေတာတာသုံးကြရသည်လူခန္ဓာကိုယ်နှင့်ထိတွေ့မိအထဲဝင်သွားမိရေတစက်တိုင်းကို စစ်ဆေးပြီးသုံးဆွဲရရသည်ဟုထောက်ခံချက်ပေးထားသောရေဘူးများမှသာသုံးကြရသည် တောက်ဖိုးနှင့်ချက်ရည်ပြုတ်ရည်တွင် သုံးသည့်ရည်ကိုလည်းရေချိုးဖို့တန်ရှင်းရည်လုပ်ဖို့သုံးသည့်ရည်နှင့်အတူတူသဘောထားသုံးကြရသည်တကိုးရည်တန်ရှင်းမှုအတွက်အပတ်တကုတ်အားထုတ်ကြရသည်ဘုံမိုးရှိအမျိုးသမီးတိုင်းသမင်တူတူထားကြပြီးအမျိုးသားအတော်များများလည်းမုတ်စိတ်ကျင်ဆွယ်များနှင့်ဖြစ်လာသည်ဘုံမိုးတွင်ရည်သည် အကြော်ဒီရကိစ္စတစ်ခုလည်းဖြစ်သည်ပြီးခဲ့သည့်ဆယ်နှစ်ကမြို့ကောင်စီသည် လူငယ်ဘေ့စ်ဘောကွင်းအတွက်ရေသွေးရေမြောင်းစနစ်ကိုတိဆောက်ပေးခဲ့တော်လဲမြန်များကညိုညင်းညစ်ဖြစ်လာပြီးတေသွားသည်ကိုသာတွေ့ခဲ့ကြရသည်မြို့တော်ဤရေကူးကန်သည်လဲအတိုင်းမင်ငံပုတ်ကူမှကလိုရင်းပမာဏအမြောက်များသုံး၍စမ်းသပ်ခဲ့ရမှငံကြွက်ကြွက်ဖြစ်လာပြီးရေပုတ်စော်နှံလာ၍အပြီးအပိုင်းပြည့်ပြည့်ခဲ့ရသည်မတ္တရိဖျားเจ้าမိလောင်ခဲ့စဉ်ကလဲမိတက်၍မနိုင်နိုင်အောင်ဖြစ်လာသည့်အခါကြမှာ မိသက်သမားများက၎င်းတို့သုံးသောတန့်စင်မထားသည့်ရေတွင်မိလောင်စေတတ်သည့်တံများပါရှိနေသည်ကို သဘောပေါက်လာကြသည် ထို့သောမဖြစ်မီနှစ်အတော်ကြာကဘုံမိုးမျိုးကံအချို့သည်၎င်းတို့ကားများကို ရေနှင့်တစ်ကြိမ်နှစ်ကြိမ်စေးရုံများနှင့်ဆေးများကွာကြပြီး အကြံလေးများထလာခဲ့သည်ဟုတန်တေရရှိခဲ့ကြမူသည်ထို့သောရေမျိုးကိုငါတို့တွေ နှစ်ပေါင်းများစွာတောက်လာခဲ့ကြတာပါလားဟုဂျင်းနဲ့သည်တဦးတည်းရေရွတ်နေမိသည်ရေမှအနံ့ထွက်လာခြင်းတွင်ပင်တောက်ဖြစ်ခဲ့သည်အယောင်ပြောင်းလာခြင်းတွင်လည်းတောက်ဖြစ်ခဲ့ကြသည်ထိုအကြောင်းများကို မြို့ကောင်စီတို့ခါခါတီတီကန့်ကွက်ပြောဆိုနေကြခြင်းတွင်ပင်အတော်မပြတ်ခဲ့ကြထိုရေကိုမြို့ကောင်စီမှစမ်းသပ်ပြီးစစ်ချလက်ချတောက်နိုင်သည်ဟုပြောခဲ့ခြင်းတွင်လည်းတောက်နေလို့ပင်ဖြစ်သည် သို့သော ရေကိုကြိုးချက်ပြီးမှသာတောက်ဖြစ်လာသည် အပူဖြင့်ကုစားနိုင်သည်ဆိုကကော်ဖီလက်ဖက်ရည်တို့ပင်ဖြောတောက်ခဲ့ကြသည်မတောက်ဖြစ်တော့လျင်ပင်ထိုရင်နှင့်ပင်ရေမိုးချိုးကြထွက်လာသည့်ရေနွေးငွေများကိုရှူရှိုက်ခဲ့ကြသည်ကြီးပင်ထိုတို့မလုံရည်လည်းမဖြစ်ရှေးခေတ်ဤချစ်လူမျိုးများကဲ့သို့ရေတွင်သွားရေငင်ပြီးအိုးကိုခေါင်းပေါ်ရွှဲ၍အိမ်ပြန်ကြရမည်နော် ဒေါ်လာ2000ခန့်အကုန်ခံပြီးရေတွင်တူးတည်ပဲဆိုပါစို့ထွက်လာသည့်ရေသည်မြို့ကောင်စီမှတွေ့ရှိခဲ့သလို အနှံဆိုးများရောနှောပါလာကဘာများတက်နိုင်ပြီဦးမင်းဒီဟတ်တီဘက်သူကားပေါ်ရေပုံများတင်ပေါင်းသွားပြီးလွတ်တိပုံပိုင်ကောင်းတစ်ခုခုမှရေဖြည့်ပြီးပြန်တယ်လာရမည်နော်